ားလုံးပဲမင်္ဂလာပါရှင် Opera Drama Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ဆရာစင်မင်းဒနုဖြူရဲ့ကျွန်ုပ်နဲ့မုတ်ဆိုးစီးဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်ုပ်ရဲ့မုတ်ဆိုးဘဝကအများတင်တယ်လို့တော်ရဲမှာစီးမရှိကမ်းမရှိပြစ်လို့မရပါဘူး။မုတ်ဆိုးလည်းမုတ်ဆိုးစီးကမ်းဆိုတာရှိတယ်။ကျွန်ုပ်ကဘယ်တော့ခါမှမုတ်ဆိုးစီးကမ်းမဖောက်ဖျက်ခဲ့ဘူး။မသေးမြတ်အသည့်ဆုံးအမှန်ပဲ။ဒီကနေ့ကျွန်ုပ်တော်ရဲကိုဝင်ခဲ့ချေရာအိမ်မထွက်ကလေးကမျက်စိအာရုံမှာပေါ်လာတဲ့သားကောင်ကိုပြင်ရဆုံးဖြတ်ခဲ့တယ်။ ကြားဆိုတဲ့တရဝါကရှားပပစ္စည်းဖြစ်တော့လေဒီရတီမှာရခိုင်ယူမဘက်မှာကြားတချို့ဆင်းလာတက်တဲ့ရာတီမဟုတ်ပါလားကြားတကောင်ရှားခဲ့ရင်တွတ်ပြီးတော့ထောပြီးဒါကြောင့်လေယူမတော်ရဲရောက်တာနဲ့တနက်ကို အစင်သင့်ရန်ထူထားရပါတယ်ကြားဆိုတဲ့တရဝါကချောင်းမြောင်းပြီးအလစ်တိုက်ခိုက်တက်တဲ့တရဝါမျိုးမဟုတ်ပါလားဆရာတော်ကြားကြီးပဲတတ်မှမထားနဲ့လေဒီနေ့ဟင်းစားအတွက်ကလည်းအရေးကြီးသေးတယ်မဟုတ်ဆိုးချင်းဝက်ပေါ့ကွာဘိုက်ကလေးပြောရလဲဟုတ်တယ်လို့လို့ရှိတယ် ီနေ့တောကောင်တကောင်ရှားပါမှ မနဲ့စည်းမှသွားရောင်းချပြီးကိုရင်ပိုးစာဆိုင်ကျွေးကိုဆက်ရမယ်မဟုတ်ပါလားကျွန်တော်တို့တောရဲကိုရောက်ပြီးတနိုင်ခန့်ကြတဲ့အခါရှေးမှသွားနေတဲ့ဘိုက်ကလေးရဲ့ဝမ်းသာအားရအော်တန်ကိုကြားလိုက်ရပါတယ်စွတ်တို့ရဲ့မြင်မြန်လားဗျဘာလဲကွာဘာတွေ့လို့လဲအာဆဲတို့ကလည်းတောကောင်တွေ့နေဒီလိုအော်မလားဗျအခုကရေကန်းတင်ကြတဲ့တွေ့နေလို့ဗျကျွန်တော်လည်းဘိုက်ကလေးနားကိုအပြေးလွှားရောက်သွားတယ်ဒီမှာကြည်စမ်းအစင်သက်မယ်ဟာ ဘိုက်ကလေးပြလိုက်တဲ့နေရာကိုကြည့်လိုက်တော့တည့်ရွက်များပြည့်ဖုံးအုပ်ထားတဲ့ဒေဆုံးနေပြီဖြစ်တဲ့တရေတကောင်ကိုတွေ့လိုက်ရတယ်။ဟာတရေတကောင်မလားဟုတ်တယ်။ဘယ်မုံဆိုးကတက်ပြီးထားသွားလဲမသိဘူး။ဒူးလေးတန်ကလဲမျိုးကိုဖျက်ပြီးဖောက်ဝင်သွားပုံရတယ်။အတော်လက်မှန်တဲ့မုံဆိုးပင်ဖြစ်ပါတယ်။လေးစားပါတယ်။တရေကောင်ကတော်တော်လေးကြီးပုံရတယ်။ထိုမုံဆိုးကသူမနိုင်လို့ရွာပြန်ကအဖို့သွားခေါ်ပုံရပါတယ်။တည့်ရွက်များကိုဖယ်ကြည့်လိုက်တော့ တရရဲ့ဝမ်းပိုက်အတွင်းမှာဟောင်းလောင်းပွင့်နေပြီးဦးကလီစာတို့လည်းမရှိတော့ဘူးဟာစွတ်တွေ့ဖိုက်ထေးကကလီစာတွေမရှိတော့ဘူးဘေကောင်ဝန်စားသွားတယ်လည်းမသိဘူးကဲဘာပဲဖြစ်ဖြစ်မပင်မပန်းမဲနဲ့လက်လက်ဆက်ဆက်ရတဲ့တားကောင်အိမ်ပြန်သေးမယ်ဘိုက်ကလေးကတရရဲ့ကောင်ကိုမရရင်ပြင်ဆင်ထားပါတယ်ဒီမှာဘိုက်ကလေးဒီကောင်မသေးနဲ့ဒါပိုင်ရှင်ရှိရဲ့ကွာဟာပိုင်ရှင်ကဒီတော့လည်းဘလို့လို့ရှိမှလဲဘိုက်ကလေးဒါမဟုတ်ဆိုးရဲ့စီကံမဲ့ကွာမဟုတ်ဆိုးမှာစီကံရှိတယ်ရှိရပေါ့ကွာ ုတ်ဆိုးဖြင့်မုတ်ဆိုးစီကံလိုက်နာရှာမှာမုတ်ဆိုးတယောက်ဟာတားကောင်ကိုမိလို့မတည့်သွားနိုင်သေးရင်ဘလူတဲရပါဒီတားကောင်ရဲ့ဥရေကလေးစားတွေကိုထုတ်ပြီးအပေါ်ကတိတ်ခတ်တိတ်ရွက်တွေကိုအုပ်ထားလိုက်ရင်ဒီမုတ်ဆိုးရဲ့တားကောင်ပဲသွားမယူရအောင်ယူတော့ပါဖြစ်လဲယူရင်မုတ်ဆိုးစီကံဖောက်ဖျက်ရာရောက်ပြီးတားကောင်မရနိုင်တော့ဘူးပေါ့ကွာနောက်ပြီးတော့မုတ်ဆိုးကတားကောင်ကိုပြစ်ဖို့တော်ရဲကိုဝင်ပြီးဆိုကြတဲ့ကအပေါ်ဆိုအပေါ်ပြစ်မယ်အောက်ဆိုရင်အောက်ကိုပဲပြစ်မယ်ဆိုပြီးအဋိဋ္ဌံရတယ်ကွာ ဗာလဲပြာပေါ်ရီအောက်တွေအပေါ်ဆိုရာသားကောင်ရဲ့အပေါ်ဥကောင်ဝမ်းပိုက်ပေါ့ကွာအောက်ဆိုရာကခြေထောက်ပေါင်ပေါ့ကွာစည်းကမ်းကလည်းတဲဟုတ်ပါလားရှိသေးရဲ့ကွာချောင်းနှပေးတို့ရေအိုင်တို့ရှိရဲ့နေရာမှာရေတောက်နေတဲ့တတဝါကောင်ကိုဘယ်တော့မှမပြစ်ရအောင်ဒါမဟုတ်ဆိုရဲ့စည်းကမ်းပဲရေတောက်ပြီးလို့လွတ်လွတ်လပ်လပ်ဖြစ်သွားမှပြစ်ရတယ်ရှုံနေရပဲဘိုက်ကလေးကခေါင်းရှုပ်သွားပုံရတယ်နောက်တစ်ခုရှိသေးတယ်ဒါကတော့တရေရှိနေတဲ့သားကောင်မပြစ်ရအောင်မတမ်းမဆွမ်းဖြစ်နေတဲ့သားကောင်လည်းမပြစ်ရအောင် ျွန်တော်မှာဘိုက်ကလေးကိုမုံဆိုးချင်းဝတ်တို့ကိုပြောပြရင်ကြားကိုရှာတော့အရေးရောင်ပဲမတွေ့ဦးနေဝတ်ကျိုးခဲ့ပြီဒီနေ့တော့အထိတ်ချံဝင်ထားတယ်ဒီလိုနဲ့ဘိုက်ကလေးလည်းဆာလာလို့ရွာကိုပင်ပြန်ခဲ့ပါတော့တယ်သေးမြင်နေနှောင်းချိန်ပဲအင်းရှိရောက်တော့မသေးမြင်ရဲ့ရှက်ခေါကျိုးမျက်နှာကြီးကစီးကျူနေတယ်ဘယ်မှလဲတားကောင်းကျွန်တော်ကအကျိုးချောင်းပြောပြတာကိုမသေးမြင်ကလုံးဝလက်မခံဘူးအော်ရှင်ကမုံဆိုးစည်းကမ်းလေးပါလေးနဲ့ကျုပ်ကိုလှိမ်လုံးနေလားပြောမနေနဲ့မနေ့ပြန်ကိုရင်ပိုးစာတို့စိုင်ကျွေးမပေးနိုင်ရင် တကြီးစီကိုတိုင်တော့မယ်သူဆိုင်မှာဆိုင်းဘုံထောင်ပြီးတော့အကျွေးမပေးတဲ့သူကိုသူဆိုင်မှာဆိုင်းဘုံထောင်ပြီးအကျွေးမပေးတဲ့သူလို့အရေးခံရတော့မယ်ကျုပ်ရက်တယ်ကျုပ်ဇွဲကြိုးချတေးမောင်ရှင်ကြည့်ရတယ်ပေါ့တော့ကတော့ပြီးဘာမှထပ်မပြောနဲ့အခုအချိန်ရှိသေးတယ်တော်ရဲဝင်သားကောင်ရအောင်ရှာခဲ့သားကောင်မရရင်ကျုပ်ဇွဲကြိုးချတေးပြီးလို့သာမှန်အခုသွားကျွန်တော်မသိမြင်ချင်းချောင်းမှုကိုတုံးလုံးသွားပြီးအပြေးထွက်ရပါတော့တယ်ဘိုက်ကလေးလောလောဆယ်မုတ်ဆိုးစီကိုခဏထားဝတရေတေးကောင်သွားဆွဲရမယ်ဗျာ ကျွန်ုပ်နဲ့ကြုံတိုင်းရွာရဲ့ဇလန်းလေးများကြုံတိုင်းရွာရဲ့အနောက်ဘက်မှာတရွာလုံးအားကိုးနေရတဲ့တုတ်တန်ကြီးတစ်ခုရှိပါတယ်။ထိုတုတ်တန်နမည်ကိုရွာလူများက မကြီးကုန်းလို့ခေါ်ကြတယ်။ဟဲ့ကောင်ဓမင်းဝဝစာမကြီးကုန်းရောက်သွားမယ်။ကျွန်တော်တို့ခင်မတိုင်မီကလေးကတကြီးပင်ထိုတုတ်တန်ကြီးကိုအုပ်ချုပ်ပြီးတုတ်တန်ဆောင်မောင်းဖို့တောင်းဝင်ပေးထားတယ်။မင်းဒီတုတ်တန်မှနေဟုတ်ကဲ့ရွာကလူတွေအနေအဆဖြင့်မင်းကနေရင်းတူးကယူပြီးတော့တူးပေးမြုပ်ပေး မင်းရဲ့လှုပ်အားကကိုအတုပရှင်ကပေးလိုက်မယ်။အဲဒါနဲ့မင်းစားတော့မင်းအလုပ်ကိုဘယ်သူမှလုပ်လို့မရဘူး။မင်းတို့ကအပိုင်စားပေးလိုက်တယ်။ဒီလိုနဲ့မောင်ဘူးအသက်ကြီးလာတဲ့အခါမောင်ဘူးရဲ့သားမောင်ညက်မောင်ညက်သေးတဲ့အခါသူသားညက်စီကထိုးတာဝင်ကိုဆက်ခံတယ်။တနေ့တခါကာလာဝမ်းတို့တုတ်ကွေးတို့တင်မောမောက်တာတို့ကြုံလို့ကတော့ညက်စီတို့ထောပြီးပဲ။ယခုကတုတ်တန်ကဟောင်းနှွမ်းလုံးနေလို့၎င်းရွာရဲ့လူဦးရေများလာတာကတကြောင်တုတ်တန်မဆက်တော့ပါဘူး။ဖြစ်တယ်လို့မြုံရတဲ့အထိဖြစ်လာပါဗျ။ ။မနေ့ကဒေါ်စံမကြီးမြင်းမြုပ်တာခွေးတွေဝိုင်းဖော်လို့ဒေါ်စံမကြီးခင်ဗျာတုံးလုံးကြီးဒိုကာမရွာကလူတွေတီတော်တာမိမကြီးမဟုတ်ဘူးအချောက်ကြီးတယ်။ဒီလိုနဲ့မြိုင်းသားမျိုးကိုရောက်ရှိလာပြီးတင်ញိုင်းကုန်းတစ်ကိုရွာနဲ့တမိုင်ခန့်ဝေးရာရိုးမတောင်ကြီးကရက်ကုန်းကိုပြောင်းရွှေ့စီစဉ်ပါတော့တယ်။ကောင်းတာပေါ့လေတင်ញိုင်းနဲ့ရွာနဲ့တိတ်နေတာမကောင်းပါဘူး။တနေ့နဲ့နဲ့တကြီးပါစီကကျွန်ုပ်ထံကိုဒေါသတကြီးနဲ့ရောက်ရှိလာတယ်။ဥတ္တပီလိုက်ခဲ့စမ်းမအောင်ဗျာ။တကြီးဘာကိစ္စလဲ ဘာကိစ္စရမလဲဟိုကောင်မကြီးကုန်းတုတ်တန်အဆောင်ညက်စီပေါ့ကျွတ်တူကနေရရွှေ့ပြောင်းမှုပြောထားပြီးအခုညက်စီကိုမိသားစုတွေကမပြောင်းနိုင်ကြဘူးဆိုပြီးဆန္နာပြနေကြတယ်။ဘာဆန္နာပြတဲ့ကျင့်ကကြုံတိုင်းရွာတာကူးဆက်လာပြီလား။ကဲစကားမရှိနဲ့ခမားအမဲလိုက်တဲ့တနက်ယူခဲ့အချိန်နေမကောက်မိုးပေါ်ထောင်ပြီးပြစ်တင်ပြရမယ်။ဗျာညက်စီတို့မိသားစုကနှစ်ယောက်တည်းစကားမရှိနဲ့ကျွန်ုပ်မှတကြီးစကားကြောင့်တရောတော်ပါအနောက်ကနေလိုက်လာခဲ့ပါတယ်။တုတ်တန်မှာကျွန်ုပ်ထင်တယ်လို့မမှားပါဘူး။ နှစ်ပေါင်းများစွာတုတ်တံမှနေခဲ့တဲ့ညက်စီရဲ့တနွေငင်းတပင်ပါဆွေမျိုးအင်အားကတရားခန့်ရှိတယ်။တင်ញိုင်ကုန်မွှေ့ပြီးတို့ရေးအားလုံးကကျွန်ုပ်တို့ဘူးကြည့်ကြည့်ပြီး ဆိုင်းဘုတ်ကိုစီခြင်ထားကြတယ်။တတိပါစီကဒေါသအထုတ်အထိတ်ပင်စူဝရမရှိတော့ဘူး။ဟစ်ကောင်ဓာတ်ထက်ကညွန်ကြတာကျောင်းရွာကောင်းမလုံနေတာတတိပြောတာမှန်ပါတယ်ခင်ဗျာ။ကျွန်တော်တို့ရဲ့ဆွေစဉ်မျိုးဆက်ပေါင်းများစွာကဒီမနေထိုင်ပြီးကြီးပြန့်လာကြတာမရက်ဆက်ပါနဲ့တကြီးရဲ့ဒီတင်းကြိုင်းမှာကျွန်တော်အဖိုးကျွန်တော်အဖေတို့ရှိနေသေးပါ။ ဟိတ်ကောင်ညက်စီတိတ် အနုနီးနဲ့ပြောလို့မရရင်ကျန်းနီကိုသုံးရမယ်ငါအပြက်ပြောမယ်ညက်စီမနှက်ပြန်ကစားပြီးဒီတင်းချိုင်းကိုငါတို့ရွှေ့ပြီးတော့ဒီတင်းချိုင်းကိုပိတ်ပြီးဟိုမှာအသက်လောက်ထားတဲ့တင်းချိုင်းကိုရွှေ့ပြီးတော့မြုံနယ်ရတော့မယ်နင်းတို့ဆန်းနှဆက်ပြလို့ကတော့တွေ့လားတနက်ဥတုပီတက်တက်ပြက်ပြားအမိတ်နဲ့တော့တကယ်ပြက်မှာပြည့်ပြည့်ကြရဲ့ကျွန်တော်မှရေကြဲကြဲမျက်နှာနဲ့ထိုလူအုပ်ကိုချိန်လိုက်တယ်ညက်စီတို့ဆွေမျိုးတစ်တိုက်ကတော့ပြေးကြည့်တော့တယ်လူအုပ်ကပြေးပါတယ် တကြီးပါစီကကျေနပ်ဝမ်းသာစွာဖြင့်ရှင်ကော့ကရွာထဲကိုပြန်ခဲ့ပါတော့တယ်။တကြီးမိန့်ကဘသူမှမခံနိုင်ဘူး။ကျွန်တော်လည်းအိမ်ပြင်ကိုထွက်ကြည့်ချင်ရာတင်ញိုင်းကောင်းမှနနာဘွားများကအိမ်ပတ်လဲဝိုင်းနေကြပါတယ်။ဘာကောင်းလေးလဲဟာဟစ်တွတ်ပြီးနင်လှုပ်ချင်နိုင်လှုပ်လို့မရဘူး။တရေဆိုတာလည်းသူ့နေရာနဲ့သူနေရတာနင်လှုပ်ချင်နိုင်လှုပ်လို့မရဘူးဟဲ့။တရေမှလည်းနေစရာလိုတယ်နားလေလား။သူအခါမှကျွန်တော်လည်းအိမ်မက်မက်ရာမှလန့်နှုတ်ခဲ့ရတယ်။ဒီနေ့ကံမကောင်းပါလား။ကျွန်တော်နဲ့လွယ်လွယ်လေးလေး ကျွန်ုပ်ထံကိုထောက်ရှာရွာမှကျွန်ုပ်လိုမုတ်ဆိုးလော့ကိုလော့ကန်စားတောက်သူဥရက်ခတယောက်စောစောစီစီပေါက်ချလာပါတယ်။ဆိုပါအောင် စောစောစီစီဘာကိစ္စကိစ္စကအရေးကြီးရဲ့ဗျကျွန်တို့ရွာဘက်ကို၉00ကျားတကောင်ဝင်လာတယ်။ရွာသားတွေကလည်းလမ်းပြန်ကုန်းနာပေါ့။ရွာမလေးကျုပ်ကမုတ်ဆိုးဆိုပေမဲ့ဒူးလေးပဲရှိတာတက်နဲ့မှမရှိတာ။ဒီကောင်ကြီးကြောင်အတန်းနဲ့ပဲခြောက်နိုင်မှာမလဲ။ဘာရီပါသွားသေးလဲ။နှစ်ပေါက်တကောင်အตาလေးချီသွားတယ်။နေတိုင်းဒီလိုတောင်းကျမ်းနေရွာအတွက်အခက်တွေ့မှာဗျ။ ဒီတော့ကျုပ်တို့တကြီးနဲ့တိုင်ပင်ပြီးတော့ကျုပ်တငယ်ချင်းဥတွက်ပြီးတော့သွားခေါ်ပြီးအကူညီတောင်းဖို့ပြောတော့အားလုံးကလည်းသဘောတူကြတာပေါ့ဒါကြောင့်လာပြီးတော့အကူညီတောင်းရတာပါသွားကူညီလိုက်ပါတော့ဒါပေမဲ့ကျမတခုပဲစိုးရင်လေကြားကိုတော့မှန်အောင်ပြစ်ပါတော့မသိမြင်မင်းဘာစကားပြောလိုက်တာလဲငါ့ကိုတိတ်ခါချနေရလားစိုးရင်လို့ပါတော့ဟိုတကကုန်းမောင်ရွာစင်ရိုင်းဝင်တော့ကလေဒီလိုအကူညီတောင်းမင်းစင်ရိုင်းလိုက်လို့ရွာထီကိုပြေးခဲ့ရတာလေတိတ်ဆန်းအိတ်တယ်ရှင်မှာ ကျွန်တော်ကအိုက်တဲ့အတန်းငယ်ခံပြီးနောက်ခေါင်းကိုအသာညိတ်ကကောင်းပြီလေတရွာနဲ့တရွာကူညီရတာပေါ့ဗျာကြာကိုနှိမ့်နှင်းခဲ့ရွာကပေးလိုက်တဲ့လက်ဆောင်တွေကိုလည်းရှူလာခဲ့တပည့်ကျော်ဘိုက်ကလေးကိုခေါ်ကထောက်ရှာရွရွာဘက်ကိုထွက်လာခဲ့ပါတယ်ရွာကိုရောက်တာနဲ့ကျွန်တော်ကိုသူရဲကောင်းတယောက်လိုအိုးစီဘုံမောင်းများဖြင့်တောင်းတောင်းပြပြကျူးစူကြတယ်သူနဲ့ထင်ရောက်စရာပဲထို့ညကျွန်တော်တို့ရွာထိတ်ကင်းထဲပေါ်မှာတညာလုံးစောင့်ကြည့်ကြပါတယ်တတိကောင်းကြချိန်မှာထူချားကြီးကလာပြီး စိတ်တကံကိုကျိုးချပြီးထောင်းချောက်ဆင်ထားရကြားကြီးမှာထောင်းချောက်ထဲကိုတန်းဝင်လာပါတယ်စစ်တုရဲ့အပိုင်မဲ့နော်ဘာပိုင်လဲကျွန်ုပ်ကစိတ်စီကိုလှမ်းနေရကြားကြီးကိုသိချစွာချိန်ပြီးပြစ်ချလိုက်ပါတော့တယ်တနက်တန်ကတတော်လုံးစူညံသွားတယ်ကြားကြီးကတပတ်ကျုံးမင်လှိတ်ထွက်သွားပါတယ်အားလုံးလက်နှိပ်ဓမီဝိုင်းထိုးလိုက်တော့ကြားရဲ့ရောင်မမတွေ့ရအောင်တိုင်မှာခြေထားတဲ့စိတ်ကလေးမှာကျွန်ုပ်လက်ချက်ကြောင့်သွေးခွဲဝင်ချပြီးနည်းနည်းလေးလွဲသွားတယ် ကျွန်တော်ရဲ့တသက်တာမှာဒီလိုလွဲချက်ကစိတ်ပြတ်ဖွယ်ရမယ်ကောင်းလာတယ်။ရက်စရာကောင်းလိုက်တာ။ဒါပေမဲ့ကန်ဆိုးရှာတဲ့ဝက်မှာခြိထားတဲ့ကျိုးကိုတနက်မှန်ပြီးပြေးမိပြေးရပြေးရင်ကြားကအစင်သက်ကြိုက်ချီသွားတယ်။ရွာကလက်ဆောင်ပေးတာ။ထုံညကဝက်တကောင်ကိုတဲကျက်လှုပ်ပြီးကြားဝယ်နေကြအပေါက်မှာထောင်ချောက်စင်ထားပါရယ်။ထုံစံတိုင်းကြားကဝင်လာတယ်။အချိန်မှန်ပဲဒီတခါအပိုင်မဲမဲ့ကျွန်တော်တေချာစွာချိန်ပြီးပြစ်ချလိုက်တယ်။လွဲပြန်နေ။ဆဲတော့ဘလို့ဖြစ်နေရလဲ။ငါဘာဖြစ်လို့လဲ။ ပြစ်တိုင်းကိုမဟုတ်တဲ့နေရာတွေပဲမှန်နေရပဲရွာကကျွေးထားရမျက်နာပူလာပြီဗျကျွန်တော်မှမိမိကိုယ်ကိုပြန်လဲသုံးတတ်ရတယ်ဒီကြားဟာကြားစစ်မဖြစ်ပဲနှစ်ကြားများဖြစ်နေရောသလားထိုညားကကြက်တကောင်နဲ့ခြိထားတယ်ထုံးစံအတိုင်းမိတ်ဆွေကိုရွှေကြားကရှောင်းလာပြန်နေဒီတကသူ့ပုံစံကအရင်လိုကောက်ချောင်းချောင်းမဟုတ်တော့ဘူးရဲရဲရင်ရင်လှမ်းလာပါတော့တယ်ကျွန်တော်လည်းဒေါသဖြစ်ဖြစ်နဲ့တနတ်မောင်းကိုဖြုတ်တယ်ဘာတမ်းမှမထွက်ဘူးကြားကကြက်ကို ဆက်ကနေဆွဲကပြင်လိုက်ပြီးခြာကနေလှည့်ထွက်သွားတယ်။ထိုအခါမှာကျွန်ုပ်တနက်ကြီးကဒိန်းကနေထွက်သွားတယ်။လွှဲပြန်ပြီးကြားမှာအမိလေးလှုပ်လှုပ်ဖင်းလေးလှုပ်လှုပ်နဲ့မခန့်တဲ့ပုံစံနဲ့တော်ရဲကိုဝင်သွားတယ်။ကျွန်ုပ်တို့မှာငေးမောလို့သာကြံခဲ့တယ်။ဘိုက်ကလေးငါထက်နေဒါနဲ့ကြားပဲဖြစ်ရမယ်။နောက်နေ့မနေ့ရွာသားများရဲ့အသင်ပြင်ထားတဲ့မနေ့စာကိုပင်စားဖို့မဝင်ရတော့ဘူး။မကြမီမုံဆိုးကြီးဥရက်ခရွာထဲမှာမျက်စိမျက်နှာပြက်လီပါတော့တယ်။ဆရာတွတ်ပြီးပြဒနာတော့တက်ကုန်ပြီဗျ။တဲကျက်လှုပ်ထားတဲ့ စိတ်ပိုင်ရှင်ဝက်ပိုင်ရှင်ကြက်ပိုင်ရှင်တွေကရော်ကြီးတွေတောင်းနေပြီဗျသူတို့ဥတ္တပိလက်ကိုယုံကြည်မှုလွန်ကဲသွားတာပေါ့ကဲပါစားကြပါတဲ့ကျက်လုတ်ဘုရားအရဲ့နမကြီးတကောင်ယောဂာနဲ့တည်သွားတယ်တကြီးကတဲ့ကျက်လုတ်ဘုတောင်းထားပြီထို့နောက်ဟဲ့နွားကတည်နေရဘယ်နဲ့အလှပြန်ထားနိုင်တယ်လဲဖရဖရနနာဘဝရီလားကြာကနောက်တွန်သွားပြီဘေးဘီကိုမတင်ငါတို့ကြည့်တယ်ဒါဘိုက်စာနေတဲ့သူတို့ကောင်ကြာဒုက္ခိတလေးကိုတမာဒီဝနှစ်ကောင်းနှစ်မြတ်များကအစာဖန်ဆင်းပေးထားတာဖြစ်မယ် ကြားမှာပုံမအတင့်ရဲလာပြီးလင်းစင်ပေါ်မှာကျွန်ုပ်တို့ကိုပင် ခုံဆွဲတယ်။ဒါပေမဲ့လင်းစင်ပေါ်မရဘူးပြုတ်ကြပါတော့တယ်။ကြားကသူ့သေးရင်းကိုသူဖန်တီးလျော်သလားမသိ။ပင်စီကိုပဒက်ရက်ကုတ်ဖဲ့ပြီးလင်းစင်ပေါ်ကိုတက်ရန်ဒေါသတကြီးစူးစားပါတော့တယ်။ပြက်ကွင်းကလည်းကောင်းလာတယ်။ဒီကားမှာကြားကိုမထီရင်ကျွန်ုပ်မဆိုးလို့ကိုရှာတက်ပန်ဆုံးလို့ပေါ်ဆုံးပြတ်ထားပြီးမောင်းကိုညှက်လိုက်ပါတော့တယ်။တနက်ကြီးမှာလက်ပြင်ကိုဖောက်ထွက်သွားတယ်။တော်သေးရပေါ်ထီလို့။ကြားကမြေပြင်ပေါ်ပုံရက်လဲကြာသွားပါတယ်။ ဖိုက်ကလေးပြစ်လိုက်တဲ့ဓာတ်ကလည်းကြားမျက်လုံးကိုစိုက်ဝင်သွားတယ်။ဟိုက်မျက်လုံးတွေဘာမှမမြင်ရတော့ဘူး။ကြီးကနှလုံးသားကိုဖောက်သွားတယ်။နှလုံးထုကိုအာရှတော်ဝင်ကိုတွားလို့မိပါမလား။ကရုံကရုံနောင်ဘဝကြရင်ဒင်းနဲ့မတွေ့ရပါစေနဲ့။နောက်နေ့မနဲ့တော့ခုတ်သွားတယ်။ရွာသားများရွာကိုအလက်နှကြာအော်ဟစ်ပြန်လာကြပါတယ်။ကြားကြားညာကဥတ်တပီပြစ်လိုက်တဲ့ကြားကြီးပြုံခြုံထဲမှာခြုံထဲမှာခြုံထဲမှာတရေတရိုင်နဲ့ထားလိုက်ဘုံငနေပြုတ်ကြလိုက်ပြန်ထားလိုက်ပြုတ်ကြလိုက်နဲ့တီးတော့မှာပဲ။ဘလို့လောက်ကြမလဲ။ ဘာမှမလုပ်နဲ့သူစိမ့်နဲ့သူသွားလိုက်မယ်။ဖူညက်ငါနောက်ဆုံးကြည့်တာတော့ချုံမုတ်ထဲမှာလဲကြပြီးပြန်မထတော့ဘူးကွာ။အေးသိပြီထင်တယ်။ကျွန်တော်တို့ဝိုင်းဝန်းချီးမွမ်းကြတဲ့များကြောင့်ကျွန်တော်မှမျက်နှာမထတတ်အောင်ဖြစ်ရပါတော့တယ်။ရှက်လိုက်တာ။ဒါပေမဲ့စိတ်ပိုင်ရှင်ဝက်ပိုင်ရှင်ကြက်ပိုင်ရှင်တို့ရောကြီးတောင်းရလာနေတယ်ဆိုတော့ဥရက်ခသတင်းပေးမှုကြောင့်ရွာမတိတစိထွက်ခဲ့ကြပါရယ်။ဆက်တော့ရွာပြန်ရောက်ရင်မမမြင်ကကြားကိုနှိမ်နေနိုင်လို့လက်ဆောင်နေနဲ့ပြန်လာမယ်ထင်ပါပဲ။အခုတော့ရောကြီးမပေးရတာပဲကံကောင်း ရှိပါစေတော့ကျွန်ုပ်နဲ့စားပါတနေ့မှာတော့နေစားတူပါကိစ္စလုံးကရိုးမတော်တဲ့ကိုမဲပြစ်ထွက်ရန်တပည့်ကျော်ဘိုက်ကလေးကိုအဲ့ရန်ကနေနှိုးတော်တယ်ဘိုက်ကလေးထထမဲပြစ်ထွက်မယ်လေဘိုက်ကလေးကအဲ့ချင်မှုတူနဲ့စစ်တုကလည်းတော်ထဲမှာအမဲမှမရှိတာအီဟုတ်သားပဲကွာမောရင်းဆိုတော့တောကောင်နေလဲရှားလာတယ်။အင်းအမဲမရတာကြာပြီဒီတိုင်းနေလို့တော့မဖြစ်ဘူးတခုခုကြံ့အောင်မှာပဲ။မောရင်းဆိုတော့ရေကြီးရေရှမ်းဖြစ်တော့မွေးတွေကကုန်းမော်တက်ကြတယ်။ရှင်မကြီးကုန်းမော်တက်ဟဲ့ဟုတ်ပြီ အမဲမရမဲ့တူတူမွေးတွေဖမ်းရမယ်ဟင်းစားလိုက်ရရောင်းစားလိုက်ရမိမရင်ဒုကလင်းမွေဆိုတော့လူတွေကပူစားကောင်းတယ်လို့ပြောကြတယ်ပြေးပြေးကျွန်တော်လည်းမွေးဖမ်းစည်းစီမံကိန်းကိုစပါတယ်ဘိုက်ကလေးကိုရင်ပိုးစာဆိုင်ကြီးတွေက လေဘင်းကိုရှောင်းနေပြီမင်းလည်းသိသားနဲ့ဘိုက်ကလေးကမွေးဖမ်းရွာမှာကြွန့်ကျင်လာပါတယ်ငယ်စဉ်ကပဲဒီအလုပ်ကိုလုပ်ခဲ့ရလို့မခက်ခဲလောက်ထိုနေ့တနေ့တည်းပင်လင်းမွေနှစ်ကောင်မွေးပွေးသုံးကောင်မြက်ရှုံးငါးကောင်ရှာတယ်မွေးသားလေးစားရ တခါတရံလိုအပ်ရင်ကျွန်တော်လက်ဆွဲတော့တနက်ကိုအသုံးပြုနေပါတယ်။ညနေအိမ်ပြန်ရောက်ရင်မသိမြင်ကမျက်ရှောမွေကိုနုံနုံစင်ပြီးတော့ကြောလော်ပေးပါတယ်။အတော်ပဲဒေါ်လာရှိတဲ့ကိုရင်ပိုးစာအောင်မွေပွေးသွားရောက်ရမယ်။အတီးကိုလင်းမွေနှစ်ကောင်သွားရောက်ရမယ်။ရှင်ကတော့မျက်ရှောစား။ကတုံးနင်းကငါတို့ဘက်ကိုလှင့်လာပြီပေါ့ဟုတ်လား။နေမိမပြောသလိုမျက်ရှောအစုပ်ပလုပ်ပဲစားရမယ်။ကျွန်တော်လည်းမွေထဲတဲ့ပချုပ်တစ်ခုပြုတ်လောက်ပြီးဖမ်းမိတဲ့မွေများကိုတူလောင်ထားပါတယ်။မျိုးတက်ပြီးရောက်ရမယ်။ ထိုးမွေးထည့်ထားတဲ့ပချုပ်ကိုကျွန်တော်အိတ်တဲ့ကောင်းရဲရဲ့ချေရင်အောက်မှာထားလိရှိပါတယ်ကျွန်တော်ကအိတ်ရဝင်မဖြောင်းတော့ပါဘူးမွေးပွေးကထွက်လာပြီးငါ့ကိုဝန်းကိုင်းလိုက်ဒုက္ခတခါတရံထိုးပချုပ်ထဲမှာမွေးပွေးများကလေချိုနေတယ်လို့ခံစားရပြီးအိတ်လို့မပြောဘူးဒီပချုပ်လောက်ကတော့ရှိတာပေါ့ရှိတာပေါ့ကျွန်တော်ကအိတ်လို့မပြောတော့ပါဘူးတကယ်လို့ပချုပ်ထဲမှာထွက်လာပြီးမွေးကိုင်းလိုက်ရင်ဆိုတဲ့အတိကအိတ်မပြောတော့ပါဘူး။မနေ့ကကိုသားအီတို့ညီကိုနှစ်ယောက်လှည့်တဲ့စင်းရင်မွေးပွေးတကောင်ဖမ်းမိလာတယ် ထိုမွေပွေးကိုစေးစရာကြီးဥယျာချမ်းထံသွားရောက်ကြပါတယ်။မွေပွေးတဲကြီးကတောင်းချီတန်းတယ်။ဒါပေမဲ့လမ်းမှာမွေပွေးကအလက်မှာရုံးထွက်ပြီးပေါက်လိုက်တယ်။မွေများရောင်းစရာမှတ်နေလားစိတ်ဆိုးတယ်။ယခုကုသားဤအာသူပါမင်းမချရသေးဘူး။ဘိုက်ကလေးကလွန်ငယ်ပြီးပြီးအရက်ပလင်းမရှိတကယ်လို့မွေပေါင်းရှိတေခဲ့ရင်မသိမြင်ခင်များလောကအလယ်မှာရောင်းချာချာနဲ့ကြံခဲ့တော်မလို့အမဲကတော့ ါတို့တေးရတော့ကောင်းနေပေါ့သူမိမတယောက်တည်းကြံခဲ့မှာတော့တနာတယ်ပေါ့ဒါဆိုငါတို့လည်းမဖမ်းနဲ့ပေါ့ကတော့နေတော့ရင်မှာတော့တော့ကောင်ကြောင့်မသိစေရအောင်ငါတို့ကြောင့်တေးရမယ်မနဲ့မိုးလင်းတဲ့အခါကျွန်တော်မွေဖမ်းခြင်းလော့ကိုဆွန့်လွတ်ဖို့ဆုံးပြန်လိုက်ပါတယ်ဘိုက်ကလေးရေငါဆုံးဖြတ်ပေးပြီဆက်တုကလည်းညှို့မြဲ့လေးရနေရအောင်အန်တရဲများလာပါတယ်ကွာတပည့်ကြီးဟာဆက်တုကလည်းပြအမျိုးမျိုးပဲမင်းလည်းဒီလုံးမလုံးနဲ့ကြွားထဲမှာဘာလို့ရရင်ကောင်းမလဲဆိုတာရှာလိုက်အောင်မယ် အန်ရဲကင်းမဲ့အလုပ်ပေါ့ကွာကျွန်ုပ်မွေးဖမ်းခြင်းကိုစွန့်လွတ်လိုက်လို့မသိမြင်ကတိတ်မကြည့်ပါဘူးကျွန်ုပ်မှာအကျန်တအုံးနဲ့အကျန်ထုံနေတာကိုလည်းတိတ်မကြည့်လင်ဘူးကြည့်လို့မရဘူးမုကလည်း၃ရက်လောက်အဆက်မပြတ်ရွာနေပါတော့တယ်စံဦးထဲမှာစံမပြောင်းနေခါပြီးတော့မယ်တားကောင်နေလေမိုးအေးနဲ့ကွေးနေလိမ့်မယ်နောက်ဆုံးမသိမြင်ကခန်းစားချက်တွေပောက်ကွဲလာပြီးကတုပီးရဲ့ကျုပ်ကိုနှိပ်စက်ဖို့နေတာလားအိမ်မှာစားစရာမရှိတော့ဘူးနော် ရှင်မနက်ကစားပြီးတခုခုလုပ်ပေးဘိုက်ကလေးမင်းမပြောတော့ကြားလားငါစိတ်ကိုလန်လာဆွပေးနေတယ်ကျွန်တော်လည်းအနီးနားရှိပြင်ကျော်ဆွဲနေဘိုက်ကလေးကိုလှမ်းပြီးကြားရဲကွာဘိုက်ကလေးမင်းလည်းပြင်ကျော်မဆွဲနေနဲ့ရေပုံးနဲ့ပလိုင်းသာယူလာခဲ့ပြီးတော့ဘိုက်ကလေးခေါင်းကိုကုပ်ပြီးဖေးသွားမလို့လေဗျာမိုးအေးနဲ့မဂဇင်းဆောင်နဲ့ကွေးမလို့မင်းလိုက်ကြည့်ပေါ့ကွာကျွန်တော်လည်းဘိုက်ကလေးလက်ကိုဆွဲကရွာနောက်ဘက်လေကွင်းပြင်များရှိရာဘက်ကိုထွက်လာခဲ့လိုက်တယ်စတုတ်ကလည်းဗျာမိုးအေးနဲ့ကဲဘိုက်ကလေး သူတို့ဘာလုပ်နေကြတယ်လဲကြည်စမ်းသူကြံနေပြီတွေ့တာပဲဖားရိုက်နေကြတာအဲ့ဒါပြောတာပေါ့သူတို့လို့ဖားရိုက်မယ်ဖားတွေ့ရင် ကြုံမယ်ချက်မယ်ရွာတကာလှည့်ရောက်မယ်ကေမဟန်မူလားကျွန်တော်တို့လည်းရှေ့ကိုဆက်ခဲ့ကြပါတယ်ဘိုက်ကလေးလာဟိဟိုတက်ပင်အောက်ကိုကြည်စမ်းရေအင်းတုံတွေရေစီပိုင်းတွေကြည်စမ်းဘိုက်ကလေးဖားတွေလည်းပေါလိုက်တာကွာရေစီပိုင်းထဲမှာခုံလို့ပြုတ်လို့စားဖားတွေကွာကျွန်တော်မှရေစီထဲမှာစားဖားများကိုကြည့်ပြီးအံ့ဩရတယ် ဒီဖားတွေဒီမှာကြက်စားမှန်ဖားရိုက်တဲ့သူတွေမသိသေးဘူးမိုးအေးနဲ့ဖားတွေမြူးနေကြတာပေါ့ကျွန်ုပ်တို့လည်း၎င်းတို့နေရာကိုပြေးလွှာသွားပြီးဝလုံးကွဲမတက်ရေးချလိုက်ပါတယ်လူတွေများတဲအားကြတာပဲဒီကန်လေးကဖားတွေကို တလောက်ပေါနေတာခြုံတွေထဲကိုဝင်ရိုက်ရတယ်ဟုတ်ပါမလားတွပီတို့စားရကန်ကြုံတော့မုတ်စိပြားဆွဲတာပဲကွာဒီကောင်တွေဖမ်းပြီးရောင်းလိုက်ရရင်ဝေးအထက်လိုက်ပဲညကြမှာဖမ်းမယ်အခုလူမြင်နေ ညကလမ်းမညပြလို့ကောင်းကင်ရဲ့အလင်းရောင်ကိုအားပြုတ်ပြီးတော့စားပါကြီးများကြက်စားရာရှေးစီပိုင်းပြက်များတဲ့လာခဲ့ပါတော့တယ်။ဟိုက်ကျုံတိုင်းကမိုးဆိုးကတော့မဟုတ်လား။ဟုတ်တယ်။ဒင်းတို့ကိုဖမ်းမို့လာနေပြီ။တွားပါပြီ။ငါတို့ဖားဘဝမိခင်တာတမျိုးတည်းစီတပူဖြစ်ရမှာ哦။တမျိုးနဲ့အတိမလပါလားနော်။နှုတ်မှာ ဖားများကိုတန်ပုံးဖြစ်ကုတဲ့ခောက်သေးသေးပြီ။အင်ရှိရေးစီစင်အုံးများတွေထည့်တယ်။နိုင်ဝက်နဲ့ကိစ္စပြီးသွားတယ်။ထွက်ခိုင် မသေးမြင်အိမ်မမဆင်းလာပြီးအဲ့ရှိမှလူလေး၅ယောက်တွေ့တယ်။လက်နေတမီးတွေလည်းထိုးလို့ဒီလိုနဲ့ကျွန်တော်နဲ့ဘိုက်ကလေးတို့မှတကြီးရဲ့ထိတ်တုံးစာမိလေတော့တယ်။ရိုင်းတာမျိုးကဖားတိုင်းလောက်ဖွင့်တဲ့သူကတို့ရွာသားတွေရဲ့ရိုးသားမှုကိုယုံကြည်ပြီးတော့သူ့ဝဲတာဖားတွေကိုဒီတိုင်းထားရတာလောက်ရွာမျက်နှာဦးမဲတုတ်တဲ့ကောင်းနေထိတ်တုံးစာနေသိရတဲ့ဥတ္တပေခမရဟာဖားတစ်ခုပဲဗျကျွန်တော်ကဖားအဝဲတိုင်းဗျ ရွာသားတွေကိုယုံလို့ဖားတွေကိုဒီတိုင်းပြစ်ထားတာအခုတော့ခမရကကြုံဝေထားတဲ့ဖားတွေကိုခိုးတယ်ပေါ့တကြီးစီမှသာရှင်းပြတော့ပဲဗျာဒီလိုနဲ့ကျွန်တော်နဲ့ဘိုက်ကလေးတို့မှာတကြီးရဲ့ထိတ်တုံးစာမိတယ်။မြိုင်သားမျိုးကဖားတိုင်းလာဖွင့်တဲ့သူကတို့ရွာသားတွေပဲတို့ရွာသားတွေရဲ့ယူသားမှုကိုယုံကြည်ပြီးတော့သူ့ဝေထားတဲ့ဖားတွေကိုဒီတိုင်းထားတာတော့ရွာမျက်နှာကိုအိုးမဲတုတ်တဲ့ကောင်းနေထိတ်တုံးစာ နေသေးရဲ့ဗျပရိသတ်များရှင်နောက်ရက်တွေမှာလည်းကျွန်တော်ရဲ့ channel ကနေဇလန်းကောင်းများစွာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အခုလိုမျိုးအပင်းနာစနေအတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်။